စိတ်ထိခိုက်တုန်လှုပ်ရှားနေများပြီးတော့မြင့်တာငတ်တလို့ဖြစ်လာတော့ဘသူ့ဥမှာစိတ်တိုင်းမကြတော့သလိုဘသူ့ပုံမှာလည်းယုံကြည်မရှိတော့ကိုကသူ့ရဲ့စိတ်ထွက်ပေါက်လို့ဖြစ်နေတော့သူ့တန်ကိုခံရဆုံးလို့ဖြစ်နေတယ်ကိုမင်းကျတော့ဘယ်လိုဖြစ်နေခက်ခဲမှန်းသိပေမဲ့ရှင်ရဲ့တနာစရာဘဝလေးကိုကြည့်တာဖြစ်နေတယ် တန်းရာရီနဲ့ပါလားဘယ်လိုဖြစ်တာလဲကဲမမလေးရေးကိုပြောမအောင်ရေးစစ်ဘူးဘယ်လိုဖြစ်တာလဲလို့ဟမ်ထုတ်ဝေကိုတိုက်ကအဆင်မှာပါဟုတ်မူဗီမောင်းလာတဲ့ကားတစ်စီးကိုရှောင်ရင်းနဲ့ပလက်ဖောင်းနဲ့မျက်နှာနဲ့ရိုက်ပြီးအာမောင်ကလည်းမဖြစ်နိုင်ပါဘူးတကယ်လို့မောင်ချော်လဲရဆိုလို့ရှိရင်မျက်နှာတစ်ဖက်တည်းတန်းရရမှာပေါ့အခုဟာတန်းရရကြီးအောင်မယုံလဲမတတ်နိုင်ဘူးကြီးဖြစ်တဲ့အတိုင်းပြောပြီ မောင်ခုတလုံးရင်းပေါ်မှာဆက်ဆံနေတာတွေကတမျိုးပဲနော်အရင်အားနဲ့ကိုမတူသလိုပဲမောင်ပြောင်းလဲလာတာတခုခုကြောင့်ပဲဖြစ်လှုပ်လာရမယ်ကွာလူချင်းတွေ့မယ်မောင်မချမ်းသေးဘူးပြဿနာရှာဖို့အိမ်ကနေများစဉ်းစားလာကြလားအောင်မရဘူးကဲတော်ပါတော့ရင်ရဲ့မောင်တောင်းပန်ပါလေကော်ဖီပြောတိုက်မယ်နော်ခဏလေးစော့ Hello ခဏလေးเนาะကျွန်တော်ပြန်ဆက်လိုက်မယ်ဗျာ ရင်းရှိနေတယ်။ဟုတ်တယ်။ဒီနည်းဖုံးမှန်းသိရင်ကို့ပြဿနာရှာတယ်ပေါ့။ကို့ပြဿနာရှာတာရင်းရှိ။ဒီနည်းကိုလာပိုက်ရမ်းနေမှာဆိုလို့။ကျွန်တော်ထင်တော့တင်တယ်ကိုမင်းဖုန်းကမကနဲ့ချလိုက်ခဲ့ရဟောအနားမှာရင်းရှိနေလို့ပြောရဆိုပြတော့နီကျွန်တော်အားနဲ့ဖုန်းပြန်မဆက်တော့တာကျွန်တော်ဆက်တဲ့အကြောင်းရတော့ဂျင်းကိစ္စနဲ့ပတ်သက်ပြီးတော့ မျိုးကိုတောင်းပန်ခြင်းပေါ့ပါရဲရင်ကိုစားတောင်းပန်ပေးရဂျင်းနူးနဲ့ရဲရင်နဲ့ကဘလို့ပတ်သက်နေလို့ဟောဘလို့မှတော့မပတ်သက်ဘူးပေါ့ကိုမင်းဒါပေမဲ့ဂျင်းနူးအတွက်ကြောင့်လည်းဖြစ်တာဆိုတော့ဆိုင်မောင်ဂျင်းနူးရာဂျင်းနူးကအနေသားကြီးပါဂျားတွေကဝင်တောင်းပန်ပေးကြမလို့ပါကိုယ်စော်ကားသွားတာဂျင်းနူးမှမဟုတ်ဘူး နောက်ပြီးတော့ကိုတီးချန်လိုက်တယ်ဆိုတာလည်းဂျီနူးနဲ့သူနဲ့ကြားရတာပတ်သက်မှုအတိုင်းအတာတစ်ခုကိုမသိရသေးလို့ဂျီနူးနဲ့ရင်းရဲ့ပတ်သက်မှုတိတိကျကျပြောပြရမယ်ဆိုလို့ရှိရင်သူနဲ့ဂျီနူးနဲ့အကြောင်းကလေးကတငယ်ချင်းနေသူကဂျီနူးကို propose လုပ်ဘူးတယ်ဒါပေမဲ့ဂျီနူးဘက်ကတော့သူ့တငယ်ချင်းလိုပဲသဘောထားမယ်ဆိုပြီးတော့ တခင်မင်းပြတ်ဆက်ပြီးတော့ပေါင်းတင်ခဲ့ရတယ်။သူ့လိုပဲတခြားဂျင်နူးကို propose လုပ်ခဲ့တဲ့သူတွေကိုလည်းဂျင်နူးဘက်ကညင်လိုက်ပေမဲ့သူတို့ညင်းနေနေပဲဂျင်နူးဘက်ကဆက်ဆံခဲ့ရတယ်။ဒါပေမဲ့ယောက်ျားလေးအားလုံးကဂျင်နူးဘက်ကရင်းနေနေဆက်ဆံပေးခဲ့တာကိုအဖြစ်မပေးရသေးတဲ့သူတို့ရဲ့ရည်စားဆိုပြီးမြင်လာကြတယ်။အဲ့ဒါကလည်းဂျင်နူးဘက်ကရင်းနေနေဆက်ဆံပေးခဲ့ဂျင်နူးရဲ့အမားပါ။ ယောက်ျားလေးတိုင်းတော့ဟုတ်မှာပဲကျင်းနုလည်းယောက်ျားလေးတိုင်းတော့မဆိုလိုပါဘူးကျင်းနုနဲ့ပတ်သက်ခဲ့တဲ့ယောက်ျားလေးတော်တော်များများတော့အဲ့လိုပုံစံနေပြီပဲရရင်ပါလို့အခုတော့ကျင်းနုဆင်ကျင်သွားပါပြီကျင်းနုကို propose လုပ်ခဲ့တဲ့ယောက်ျားလေးအားလုံးနင်းနင်းနီးကျင်းနုဘက်ကဆက်ဆံတယ်ကျင်းနုတွေ့ဦးရဲ့ယောက်ျားလေးတွေကြောင့် ကိုပါယောဂီနာမည်ကျက်တော့မယ်ထင်ပါတယ်ကိုမင်းကအဲ့လိုယောက်ျားလေးမျိုးမဟုတ်ဘူးဆိုတာကျင်းလူတည်လို့ကိုမင်းနဲ့ကျင်းလူဖတ်ဖတ်ဆက်ဆက်တန်းနဲ့ရင်းရကိုမင်းပေါ်ကိုအရန်နိုင်ယူပြီးပြဿနာသိရှာတာပဲနော်ဟုတ်တယ်ကျင်းလူရင်းကိုအဲ့လိုပုံစံဖြစ်သွားစေတာ သူ့ဘဝပေးရစိတ်တန်ရာရေကြောင့်စိတ်တန်ရာဟုတ်လားဟုတ်တယ်အကြည့်တွေရင်းရသူ့ဖေဆုံးလို့မျက်ရည်မချောက်သေးခင်မှာပဲသူ့အမေကနောက်ရင်တောင်ပြုတ်ပြီးတော့နိုင်ငံခြားကိုထွက်သွားခဲ့တာရင်းရသူ့ကြီးတော်နဲ့ပဲကြံနေခဲ့ရရှာတာစိတ်ထိခိုက်တုန်လှုပ်စရာတွေများပြီးတော့မြစ်တာငတ်တယ်လို့ဖြစ်လာတော့ဘသူ့ဥမှာစိတ်တိုင်းမကြတော့သလို ဘသူ့ပုံမမလည်းယုံကြည်မရှိတော့ကိုကသူ့ရဲ့စိတ်ထွက်ပေါက်လို့ဖြစ်နေတော့သူ့တန်ကိုခံရဆုံးလို့ဖြစ်နေတော့ပေါ့ကိုမင်းကျော်သူကခက်နေခက်ခဲမှန်းသိပေမဲ့ရှင်ရဲ့တနာစရာဘဝလေးကိုသိထားတော့အဖြစ်မျိုးရပေါ့ဖြတ်သန်းရတာခက်ခဲပေမဲ့ကိုဘဝရဲ့ကံကြွေးကပါလာတယ်လို့ပဲမှတ်ယူလိုက်တာပေါ့ရှင်လို့ ခွန်ရိုင်းကလေအရန်ကိုတဝင်းတိုလုံးပြီးတော့မယုံမကြည်ဖြစ်နေတာရင်းရေခွန်မရှိခက်ကအဲ့လိုပူရှုတ်တက်တူမျိုးမဟုတ်ပါဘူးဟာဒီကမှမင်းကလေငါလောင်မောက်ကြောင်မသိပါဘူးဟာငါနေရာတကာလိုက်တဝင်းတိုပြီးတော့တန်မြတ်များနေတက်တဲ့လူမျိုးမှမဟုတ်တာအခုဟာမစီတယ်မှာတခုခုသိနေတယ်လို့ပဲလောက်ပါတည်ရဲငါ့ကိုစုံစမ်းပေးစမ်းပါငါထင်တာတော့လေ သူတို့နှစ်ယောက်ကပတ်သက်ဆက်ဆံနေလို့မဲလို့မှထင်။ဟာလူပုံစံတွေရ။ဟိုသူတို့နှစ်ယောက်နောက်ထပ်ထပ်ပြီးတော့တွေ့ကြသေးလား။ပတ်သက်ဆက်ဆံနေတော့မဲလား။အဲ့ဒါလေးသိချင်အောင်မှာလောက်ပါ။ပြီးအောင်စောင့်စားနေမယ်။အမေတခုရရှိရနော်။ငါဟိုတစ်ခါမြို့တတိပေးထားတယ်လို့ပဲ။နင်းချစ်တဲ့သူနင်းကိုယ်တိုင်တွန်းပို့မိတဲ့အလုပ်မျိုးတော့လုံးမရှိဘူး။